ဆက်ချစ်သူများအားလုံးမင်္ဂလာပါရှင်။လူဒီဆောင်မှနာဆင်ပွဲရစားကောင်းလေးများကျင်းဆက်လျက်ရှိပါရရှင်။အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာဦးအောင်သိမ့်မြတ်ရေးသားတဲ့အကြံကောင်းတစ်ချက်အနေကောင်းတစ်သက်နဲ့မြမရိုးရစကပုံပုံမြင်များတဲ့စာအုပ်ထဲမှာအရေးကောင်းဒိန်းောင်ဖြဲဆိုတဲ့ပုံမြင်လေးရဲ့အောက်မှာကျင်ညာရွှေဦးလူမခိုးဆိုတဲ့ပုံမြင်လေးကိုဆက်လက်၍ယူဆဖတ်ပြပါမယ်ရှင်။ ပညာရွှေအိုးလူမခိုးပူပါရာမဤအောင်မနီးမဝေးတွင်တိန်ခူရွာဟူ၍ရှိသည်ထိုရွာတွင်တားတော့သမီးကံကင်းမဲ့သောတက်ကြီးလင်မယားရှိသည် သူတို့သည်မြင့်စိတ်တို့ရေခတ်ရေချိုးပြုလို့ရန်အတွက်ရောက်လာကြသည် ရေစိတ်တို့သူတို့လင်မယားရောက်ချိန်ဝယ်ရေစိတ်၌လူသူနှဲပါနေသည်ညညာမှမပြောတော့ဖောင်ကလေးမျောလာသည် ဖောင်ပေါ်တွင်တစုံတရာပါသည်လှုပ်ရှားနေဟန်ကိုမှုံမှုံမှွားမှွားမြင်ရသည်အဖိုးကြီးဖောင်ပေါ်မှာကလေးလေးထင်နေကူပြီးဆယ်ပေးပါအမဲအိုပူဇာနေချိန်ဝယ်လူလင်မျိုးတယောက်ကမြင့်လေသူကုခတ်သွားသည်မပြောဖောင်ကိုကန်းသူတွန်းခဲ့သည်ကလေးငယ်ပြို့မွေးကင်းစားပဲရှိသေးတယ်ဟုအော်ရင်းကန်းသူကပ်လာသည်အမေတို့မှာ သားသမီးမရှိလို့ပါကွယ်အမေပေးပါယောက်ျားလေးပြအကျုံမွေးမှာပေါ့လူလင်က မပေးလို့တန်ဖြင့်တုံ့ပြန်သည်တေချာစွာကြည်သောအခါမျက်စိတစ်ဖက် ဟောက်တောက်ကန်းနေသည်ကိုသတိထားမိသည်အင်းငါမစုံဘာမစုံနဲ့မင်္ဂလာမရှိတာကြီးအမဲလိုချင်ရင်ယူပြကန်းသည်ဖြစ်စေကျိုးသည်ဖြစ်စေမြတ်တာသည်ဒါမြတ်တာဖြစ်၏ တက်ကြီးလင်နေရမှာကလေးအားချစ်ခင်စွာဖြင့်ငွေ၏သူတို့ကချစ်စနိုးဖြင့်မောင်ကန်ကောင်းဟုအမည်ပေးတော်လဲအရက်ကမူလက်ရကန်းဟုခေါ်ကြ၏ထို့သို့ခေါ်သူများပြားသဖြင့်မကောင်းသောအမည်သာနှုတ်ကြိုးတော်သည်တက်ကြီးမောင်နှံသည်တားအရင်နှင့်ချစ်၏ကလေးကလည်းမိဘအရင်ဟုယုံမှတ်၏ကောင်းမွန်စွာကြည်ပြင်းလာသောထိုကလေးသည် ကြောင်းထားချိန်၌ရွာကြောင်းဆရာထံ၌ပညာသင်ရ၏လူမဆွမ်းနတ်မဟုသည့်စကားကဲ့သို့ပင်မျက်စိမကောင်းတော်လဲပညာတော်လှ၏လိန်လဲလိန်ပါ၏ဆရာဖုံးတော်ကြီးသည်တော်သောတပည့်များပို၍ချစ်၏ပို၍စေတနာထားကဘေးရင်ပညာကိုသင်ပေး၏တက်ကြီးလင်မရလဲပညာတော်သောသားအားနင်းเสียဖြစ်စေမည်ရည်မှန်းလျက် ရှင်ပြုပေးကြ၏တငယ်သည်ရှင်အဖြစ်ဖြင့်ပညာကိုဆက်လက်စည်းဘူးပြန်ရာဆရာမျက်နာလွှဲရအောင်တတ်ပုံ၏တနေ့သောထိုမောင်ရှင်သည်ကျောင်းရှိတွင်တမျက်လဲခြင်းဖြင့်သာသနာ့ဝတ်ပြုနေ၏ထိုမောင်ရှင်တပြက်လှဲပြီးသောတလင်းတွင်လာရောက်ကစားသူရိုးကြောင့်အမှိုက်တွင်ပေပွားကုန်ပြန်သောအခါမောင်ရှင်မခံနိုင် တိုက်ကျက်ဆရာတော်ထံတွားရောက်တိုင်ကြားမိတော်သည်တိုက်ကျက်ကိုတော်လဲချက်ချင်းကြောင်းပေါ်မှဆင်းလာတာအမှိုက်ချသောကြောင်းသားများအားဒံပေးလေသည်ဒံပေးခံရသောကြောင်းသားများက မောင်းရှင်းမှုမကြင်နဲ့တို့ရသားလည်းမဟုတ်ဘူးကွာတော်တော်လူပါဝါတယ်မောင်းရှင်းမကြတကြပြောကြသည်ဒီရွာကမဟုတ်လို့ဘေးရွာကတော့ပကံကမျောလာတဲ့အကန်းမိမစစ်ဖမစစ်မှုသား ငါပြောတော့ဖောင်နဲ့မျောလိုက်တာဖြစ်မှာပေါ့ဟာအတိုင်ဖောက်ညီညီပြောနေကြကြများသည်မောင်ရှင်ရင်ကိုလှမ်းမာကြီးဖြင့်စွသည်နေရှိ၏ငါတို့အဖိုးပြောတာဗျာမွေးကင်းစားမှာဖောင်နဲ့မျောလိုက်တာတဲ့ဖအေးမပေါ်ပဲမွေးတာနေမှာပေါ့ကွာမောင်ရှင်သည်တပြက်စီးကိုချကာတိမ်ထဲသို့တွားရောက်ငိုကြွေးသည်ဤရွာတွင်ငါဆက်လက်နေထိုင်ပါကမလို့သူတို့သည် ဤစကားကိုသုံးနှုတ်ကအရှက်ခွဲကြလက်တန်းဟုစင်ကြင်မိသည်ဒီကဲ့သို့အရှက်မရလိုလင်ဝိယာသို့သွားခြင်းသည် အသင့်ရော်ဆုံးပေသည်ဟုနှလုံးသွင်းကကြောင်းမှထိုညင့်တွင်ပင်တိတ်တဆိတ်ထွက်ခွာခဲ့လေ၏မောင်ရှင်သည်ထွက်လာစဉ်ကမူပါဇက်တယန်းသူတို့နှင့်ဝိယာသို့လာခဲ့ခြင်းသာဖြစ်၏လာရင်းကမှဥက္ကာယမသို့ တွားရသောတင့်မီဟု အကြံရ၏။ကံကောင်းသောမိဘကိုစုံစမ်း၍ရနိုင်သည်ဟုသော မျှော်လင့်ချက်လည်းပေါ်လာသည်။တရားခွေတတော်ခွင်းတရွာချင်းတရှိုးနင်းလျက်မောင်ရှင်ခီးနှင်သည်။နေဝင်ချင်းတွင် ချင်းရွာတရွာသို့ရောက်သည်။တဲခိုရန်တင့်ရော်သောအိမ်ရှာမတွေ့သဖြင့်တကြီးအိမ်၌တဲခိုရ၏။တကြီးမှာမိမဖြစ်သည်။ တကြီးမသည်မောင်ရှင်အားထရက်တဆုပ်ရေတမုံဆက်ကတ်ကမောင်ရှင်ဘေးရင်မတက်ဘူးလားစုံစမ်း၏မဖြစ်စလောက်တော့တက်ပါရဲ့တကမာကြီးပါဖြစ်လို့တော့တပဲ့တော်မရဲ့နွားအုပ်ကြီးကြောက်သွားလို့ဖျားတပဲ့တော်မမှာမွဲပြီဖျားမိဘအမွေပေးခဲ့တဲ့နွားတွေမှုနှမျောတယ်ဖျားရှင်ဘီရင်ဆုလက်ပေးတဲ့နွားတွေလည်းပါသွားတဲ့အတွက် ငိုရင်သားဖေဟာကဲပါလေမငိုပါနဲ့ကျုပ်လှုပ်ကြည့်ပါဦးမေမောင်ရှင်သည်ထိုင်ရမထဟိုဒီဒီကြည့်၏နှမ်းယိုးအဟောင်းများ ပုံထားသည်ကိုနင်းသဖြင့်လက်ညှိုးထိုးပြသည်တက္ကမကြီးအိတ်တဲ့နေရာမှာသွားခင်းပြီးအိတ်ချီတော့တကြီးမှလည်းမောင်ရှင်သွန်သင်သည့်အတိုင်းဆောင်ရွက်ခါအိတ်ရဝင်သွားလေ၏မောင်ရှင်လည်းခီးပန်းလာသဖြင့် တကြီးမှပေးသောနေရာတွင် ဝင်လှဲသည်မိကနေအိပ်ပျော်စွာတွင်အိမ်အောက်မှဝုံတိုင်းကျင်းနေသောအတန်များကိုကြားရ၏မောင်ရှင်ထမကြည့်ပြေနက်နက်လင်းပြီးမောင်ရှင်ဤခြေရင်းတွင် မျက်နာတည့်ရင်အသိရောက်နေသည် ကောင်းနှင်းပေါင်းတပုံသည်ဒေါင်းလန်းပေါ်တွင်အငွေတထောင်းထောင်းထနေကြည်သည်တကြီးမှနှင့်ဆွေမျိုးတစုသည်ရိုသေစွာထိုင်နေကြ၏ မောင်ရှင်မျက်နာသိအပြီး၌ပြန်ထိုင်သည်တွင်တကြီးမားကကောင်းငင်းပေါင်းနှင့်ဟင်းရများဆက်ကပ်ရင်းလျှောက်၏ဒီအိမ်မောင်ရှင်အိမ်ဖြစ်ပြီးတပည့်တော်မှသွားတော့မယ်ဗျာမောင်ရှင်သဘောမပေါက်ပါဘယ်လိုဖြစ်တာတုန်းတကမာကြီးရှင်ဆိုတာရွာထဲမှာမနေရဘူးအရှင်ဖះလှုပ်လိုက်တာတပည့်တော်မှနွားတွေပြန်ရောက်နေပြီဗျာအိမ်အောက်မှာရှိတယ်အဲ့ဒါကြောင့် ိမ်ပေါ်မှာရှိတဲ့ဆောင်းလေးဖြားတွေတောင်းတွေနဲ့ပဲပြောင်းငေးကိုနှမ်းဝါရောအိမ်ရောကျေးဇူးဆက်ပါတယ်ဗျာတကယ်မကြီးကကျေးဇူးမဆက်ရဘူးတကယ်မကြီးအိမ်မှာတဲခိုခွင့်ရတဲ့အတွက်ကျုပ်ကကျေးဇူးဆက်တာပါဟုတ်ပါဘူးမောင်ရှင်လက်ခံပါတကြီးမကအတင်းတိုက်တွန်းတော်လဲမောင်ရှင်ဒီအတွင်သာကောင်းခါဤကျုပ်ကမင်းနေပြီးတော့ကိုကြွမယ်ဆိုပြီးလာခဲ့တာမို့လက်မခံနိုင်ဘူး ဒဂမကြီးစိတ်အားထက်သန်ရင်ပုဂါယာမသွားတဲ့ခင်းမှာကပ်ပီးရထည့်ပေးလိုက်ပါတစုံတရာပြန်ပေးခြင်းတော့ချင်းမကြီးကျေနပ်သွားသည်လမ်းခရီးတွင်စွန့်ချက်ပြီးဆက်ကပ်မြစ်ကပ်ပီးရတယောက်နှင့်နွားလဲတစည်းလှဲသမားတယောက်ကိုရိတ်ခါအပြည့်အစုံဖြင့်စီစဉ်ပေးလိုက်လေ၏